မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတရက်ခရိုင်မင်းနှုံမြို့အဝင်းလမ်းမပေါ်မှာခရီးသည်တွေကားများကိုစက်ကြီးကောက်ရံထွက်လာတဲ့ရဲနှအုပ်ပြစ်ခတ်ခံရပြီးတိတ်ဆုံးသွားပြီးတော့တနက်နှလန်းနဲ့ကြီးစံများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့အော်တိုဘားလ26ရက်နေ့မနက်6နာရီခွဲအချိန်မှာမကွေးတိုင်းတရက်ခရိုင်မင်းနှုံမြို့ အင်းလေကုန်းကျေးရွာအနီးမင်းလုံးမြို့အဝင်းလမ်းပေါ်မှာခရီးသွားကားတွေကိုလက်နက်နဲ့ချင်းချောက်ပြီးတော့စက်ကြီးကောက်ရံထွက်လာတဲ့ရဲခွေးနှစ်ကောင်ဖြစ်တဲ့နေမင်းထက်နဲ့တန်းထိုက်စိုးတို့ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကချိုးတင်ဆောင်ဆိုင်ပစ်ခတ်ခဲ့ရာရဲနှစ်ကောင်စလုံးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီရဲနှစ်ကောင်ကိုပြည်သူ့ကာကွယ်တပ်မတော်တရက်ခရိုင်အမှတ်၄တပ်ရဲတပ်ခွဲနဲ့တပ်စိတ်၅ကကင်းမုံဝစ်ပြီးတော့စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီကောင်တွေကစစ်စေးရိတ်ဂိတ်ကိုထွက်လာတာထက်အဲ့ဒီအနီးနားတဝိုက်မှာ ဖြတ်တန်းသွားလာနေတဲ့ခရီးသွားကားတွေကို စက်ကြီးကောက်ဖို့ထွက်လာတာပါအရင်ကလည်းအဲ့ဒီလိုပဲလာလာပြီးတော့ကောက်နေကြတာပါအဲ့ဒါကိုကျွန်တော်တို့ကသတင်းရလို့ကင်းမုံဝက်ပြီးတော့25ရက်နေ့ညမှာကလေးကကင်းမုံကြိုဝက်ပြီးတော့စောင့်ဆိုင်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်ဒီကောင်တွေကကားတွေကိုစက်ကြီးကောက်ဖို့ထွက်လာကြတယ်မင်းတို့မျိုးရဲတပ်ဖွဲ့ဝင်နေပါလို့အမတ်တစ်စစ်တွေသာပြည်သူ့ကာကွယ်တပ်မတော်တရက်ခေအမတ်လေးတိုင်ရင်ကတာဝန်ခံကိုမြက်ကရှင်းပြထားပါဗျ အခုတေဆုံးသွားတဲ့ရဲခွေးနှစ်ကောင်စီကနေပြီးတော့ G3 တန်တဲ့နှလား G3 ကြီပေါင်းနှစ်ခု G3 ကြီစံ29တောင်းလက်ပြပုံးတစ်လုံးလက်ထိပ်တစ်ခုဖုန်းတစ်လုံးနဲ့ငွေသား6000ကျော်တော့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗါးအချက်ပါစစ်ခွေးတက်ကမင်းတို့မျိုးကိုအခြေပြုပြီးတော့တတ်ဆွဲထားပြီးမင်းတို့မျိုးနဲ့အတွဲမှာရှိတဲ့ခြေရွာများကို မကြာခဏဆိုသလိုစစ်ကြောင်းထုံးမှုများပြုလုပ်နေတယ်လို့သိရပါဗျ။မင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုတော်လိုင်းတပ်များကနယ်မြေအဓိကစုံမုတ်ထားတယ်လို့ဒေတာရင်းတော်လိုင်းသတင်းမြင့်များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်စက္ကန်းသိန်းတိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်ခွေးများထိခိုက်ဒေဆုံးမှုရှိကာလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘာလ26ရက်နေ့မနက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့များကလောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။တိုက်ပွဲအတွင်းမှာအချက်မှစစ်တပ်ဘက်ကလေရင်နဲ့လာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်သွားသေးတယ်လို့ပြောပါတယ်။အခုလိုစစ်တပ်ကလေရင်နဲ့ဘုံကျဲခုခံနေတဲ့ကြားထဲကနေမောင်းမကန်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ င်တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုများပြီးတော့ရဲစခန်းအတွင်းမှာရှိတဲ့လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ပြောပါရယ်ကျွန်တော်တို့ဒီနေ့မနေ့အစောပိုင်းလောက်ကလေးကရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေကလေရင်နေနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့ဂျားတွေကကိုရဲစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါရယ်စစ်ခွေးတွေသိမ်းဆုံးတာတွေလည်းရှိတယ်ရဲစခန်းတွေကလက်နက်ခဲယမ်းတွေကိုလည်းသိမ်းပိုက်ရရှိခဲ့တယ်လို့တိုက်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့တော်လိုင်းရေးသတင်းရေးမြစ်ကပြောပါရယ်အဲ့ဒီချစ်စင်တဲ့ပတ်သက်ပြီးတော့ ။တရင်ကိုအတီးပြုတ်နိုင်ရန်အတွက်ဒဝဲခိုင်တပ်ပေါင်းစုပြောင်းကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကိုဆက်သွယ်မေးမြန်းခဲ့ပြီးတော့မောင်းမကန်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်းကိုလည်းအတီးပြုတ်ပြောဆိုခဲ့ပြီးဖြစ်စဉ်အသေးစိတ်ကိုထုတ်ပြန်သွားမှာဖြစ်ကြောင်းတရင်ရရှိပါရယ်ခမောင်း။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့ကြားဖြန့် KK Park ကို KNU ကအချိုးအမြရယူပြီးတော့မြေငားရမ်းခြင်းနဲ့လုံခြုံရေးစောင့်ရှောက်ခရယူနေတယ်ဆိုတော့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ထုတ်ပြန်ပြောဆိုချက်ကို KNU ကတရားဝင်ညှင်းဆုပ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာအကြမ်းဖက်စစ်ခွေးအုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မေလုံးက KNU အနေနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KK ပတ် online ငွေလိပ်လုပ်ငန်းအတွက်မြင်းငါရမ်းခြင်းနဲ့လုံခြုံရေးစောင့်ရှောက်ကရယူခြင်းတို့ဖြင့်အကျိုးအမြတ်များရရှိထားတယ်လို့ဆွဆွဲလိုက်တယ်လို့သိရပါဗျ။ KNU ကအဲ့ဒီဆွဆွဲချက်များအားလုံးကိုပြက်ပြက်သားသားညှင်းဆိုကြောင်းဒီကနေ့မှထုတ်ပြန်ကြေညာလိုက်ပါဗျ။မြန်မာစစ်ခွေးအုပ်စုကဆွဆွဲထားတဲ့ဧကတရားမြေကွက် Trans Asia International Holding Group Thailand Company နဲ့ပူးပေါင်းဆောင်ရွက်ခြင်းကိုမူလဤအသင်း company က2022ခုနှစ် ဒီဇင်ဘာလကလေးကရက်ဆိုင်ခဲ့ပြီးဖြစ်တယ်လို့ပြောဆိုလိုက်ပါရယ် KK ပတ်ရဲ့ online ငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ဧက900ရှိတဲ့မြေကွက်ဟာတေးချားစီဖြစ်ကြောင်းမြေကွက်တစ်ခုနဲ့တစ်ခု3ကီလိုမီတာအကွာတွင်တည်ရှိကြောင်း KNU ကပြောဆိုလိုက်ပါရယ်ဒါကြောင့် KK Park online ငွေလိမ်လုပ်ငန်းဟာ KNU နဲ့လုံးဝလုံးဝမသက်ဆိုင်ပဲစစ်ခွေးအုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူရဲ့ဆွဆွဲချက်ကို KNU ကပြက်ပြက်သားသားညှင်းဆိုကြောင်းပြန်လည်ခြေပပြောဆိုလိုက်ပါရယ်မြန်မာစစ်ခွေးအုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူကစစ်ကောင်စီအုပ်စုရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ online ငွေလိမ်ဂိုင်းများကနိုင်ငံရေးစီးပွားရေးနဲ့စီးရေးအရာအကျိုးများရရှိနေမှုကိုဖုံးကွယ်လိုတဲ့အတွက် KNU ကိုဆွဆွဲပြီးတော့မဟုတ်မမှန်သတင်းအမှားများဖြန့်ချိနေတဲ့အတွက် KNU အနေနဲ့ငင်းပယ်ကြောင်းတရားဝင်သတင်းထုတ်ပြန်ကြေညာထားပါတယ်။ ် KNU အနေနဲ့ထုတ်ပြန်ကြေညာချက်တွေအတိုင်းအခိုင်အမာရပ်တည်ထားပါတယ်။တခြားပြောစရာမရှိဘူးလို့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရိုစောတော်နီကပြောကြားလိုက်ပါတယ်။အချမ်းဘတ်စစ်ခွေးတက်ကအော်တိုဘားလဇန်းပိုင်းအတွင်း KK ပတ်ကိုဝင်ရောက်စီးနင်းပြီးတော့စစ်ကြောင်းထုံးမှုများလှုပ်ဆောင်လာတယ်လို့သိရပါတယ်။အော်တိုဘားလ23ရက်နေ့မှာ BGF ကဦးစီးလုတ်ကန်နေတဲ့ KK ဘတ်အတွင်းကအကြမ်းဖက်လုတ်ကန်နေတဲ့ပြည်တွင်းပြည်ပလူအများအပြားကိုနှင်ထုတ်မှုစတင်လှုပ်ဆောင်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာကျန်းဖို့ပါတီကိုမဲပေးကြရန်ဖိအားပေးလှုပ်ဆောင်နေတဲ့အုပ်ချုပ်ရေးမှူးအေးတောင်းကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ25ရက်နေ့မနက်9:20မိနစ်ခန့်မှာအုပ်ဖို့မြို့နယ်ဗလားကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးအေးတောင်းကို၎င်းရဲ့နေအိမ်အတွင်းမှာတာယာဝတီခရံတရင်383ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကရဲဘော်များကတွားရောက်ပစ်ခတ်တိုက်ခိုက်ရာဦးကောင်းကိုတဲ့တဲ့ကြီးစံတစ်ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့ပြောပါရတယ်။တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးအေးတောင်းဟာ ကြဖို့ပါတီရဲ့အမာခံဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ကပြစ်လုံမဲ့တရားမဝင်ရွေးကောက်ပွဲမှာပြည်သူများအနေနဲ့မဲထဲကြရန်ဖိအားပေးခြင်းပြည်သူတွေစီကနေပြီးတော့စစ်မှုထမ်းခြင်းငွေကြေးများချိမ့်ချောက်ကောက်ခံခြင်းလူငယ်များကိုစစ်မှုထမ်းရန်အတင်းကျပ်စူးစောင်းခြင်းများလှုပ်ဆောင်နေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းကိုဒီဝါကရှင်းပြထားပါတယ်ဒီလိုကောင်မျိုးတွေကိုပြည်သူတွေကတိုင်နေတာတော်တော်ကြာပြီးစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေစီကနေလာစဉ်ခြေတွေတောင်းနေပေါ်တာဆွဲဖမ်းဆီးပြီးတော့လဲချိမ့်ချောက်ငွေတောင်းနေ ပြည်သူတွေကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတဲ့အောက်တန်းစားတွေပါ အခုလဲစစ်ခွေးရွေးကောက်ပွဲကိုမဲထဲဖို့နဲ့ကြမ်းဖို့ပါတီကိုမဲပေးဖို့ဖိအားပေးလှုပ်ဆောင်နေတာတွေရှိတဲ့အတွက်တိုက်ခိုက်ခဲ့တာပါလို့တာယာဝတီခိုင်တိုင်ရင်383နဲ့ တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကကိုဒီဝကပြောဆိုလိုက်ပါတယ်တရားဝိခန်တရင်တုံးရှိသုံးညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့အနေနဲ့ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတယ်အချမ်းမဲ့စစ်ခွေးရဲခွေးနဲ့ပြူခွေးတွေအပဝင်၎င်းတွေရဲ့ထောက်တိုင်အောက်တန်းစားများကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာသွားလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရန်အတိပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာအသက်18နှစ်အရွယ်ကျောင်းသားမဝေဖြိုးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးတော့အသက်19နှစ်မှတ်ပုံတင်အတုထုတ်ပေးကစစ်မှုရေးတင်နန်းကျောင်းပို့ဆောင်ခဲ့မှုအပေါ်တပ်ဆိုင်ရာကျောင်းသားမဝေဖြိုးရဲ့မိသားစုကအသက်မပြည့်သေးတဲ့ကျောင်းသားအထောက်အထားအပြည့်စုံပြတ်သားပြီးတော့ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ26ရက်နေ့ညနေ6:00နာရီအချိန်မှာအသက်18နှစ်အရွယ်ကျောင်းသားမောင်ဝီဖြိုးဟာ နေပြီးတော့လေဝင်းမြို့နယ်ဝင်းတဲ့ကူချေးွာမှာနေထိုင်သူဖြစ်ပြီးတော့ရန်ကုန်မြို့မှာရှိတဲ့အမဖြစ်သူထံကိုတွားရောက်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်ကိုရောက်တဲ့အခါအလုံမြို့နယ်အလုံစိတ်ကမ်းမှာလမ်းလျှောက်နေတဲ့အချိန်အမည်မသိတဲ့အမျိုးသားတစ်ယောက်ရောက်ရှိလာပြီးတော့လက်ကိုအတင်းဆွဲကကားပေါ်ကိုဆွဲတင်သွားတယ်လို့ပြောပါတယ်။မောင်ဝေဖြိုးနဲ့အတူဖမ်းဆီးခံရတဲ့လူငယ်၁၀ယောက်ရှိပြီးတော့လူငယ်များကိုထွက်ပြေးရင်ပြစ်တတ်မယ်ဆိုပြီးဖမ်းဆီးသူကချင်းချောက်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီနောက်မောင်ဝေဖြိုးအပါအဝင်လူငယ်၁၀ဦးကိုကားသုံးစီးနဲ့ရှမ်းပြည်နယ်အောင်မန်းမြို့ကိုခေါ်ဆောင်တာ စစ်စေးရုံအနီး KTV အခန်းထဲမှာပိတ်လောင်ထားခဲ့တယ်လို့ပြောပါရတယ်။အဲ့ဒီ KTV မှာအဖမ်းခံထားရသူလူငယ်အယောက်40ကျော်ရှိတယ်လို့ပြောပါရတယ်။ဖမ်းဆီးခံရတဲ့သူတွေကမောင်ဝေဖြိုးနဲ့လူငယ်10ဦးကိုရွှေညောင်ကစစ်အရာရှိဗိုလ်ကြီးနဲ့ဗိုလ်လေးဆိုတဲ့နှစ်ကောင်ကလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါရတယ်။ လူငယ်များကိုဖမ်းဆီးခေါ်ဆောင်လာခဲ့သူနဲ့လာရောက်ခေါ်ဆောင်သူစစ်အရာရှိတွေကြားထဲမှာငွေကြေးစကားပြောဆိုပြီးတော့ငွေပေးငွေယူပြုလုပ်နေတာကိုတွေ့မြင်ခဲ့ရကြောင်းပြန်လည်ပြောဆိုထားပါတယ်အဲဒီနောက်လူငယ်များကိုရွှေညောင်ရဲစခန်းကိုခေါ်ဆောင်သွားပြီးတော့ရွှေညောင်ကရဲစခန်းအနောက်ဘက်မှာရှိတဲ့နေအိမ်မှာနှစ်ပတ်ကြာပိတ်လောင်ထားခဲ့တယ်လို့ပြောပါတယ်ဖန်စီခရတဲ့မောင်ဝေဖြိုးဟာအသက်18နှစ်သားရှိသေးတော်လဲတောင်ကြီးလာဝကရုံမှာအသက်19နှစ်ပြည့်ပြီဆိုတဲ့မှတ်ပုံတင်အစ်စ်ကိုစစ်တပ်ကပြုတ်လုပေးခဲ့တယ်လို့ပြောပါတယ်မူလမှတ်ပုံတင်ထဲမှာအသက် 2နှစ်သာရှိသေးတော့လေနောက်ထပ်မှတ်ပုံတွေတစ်ခုကိုထပ်မံထုတ်ပေးကောင်အသက်16နှစ်ဆိုပြီးတော့လိမ့်လေပြောင်းလဲခဲ့တယ်လို့ပြောပါရယ်မှတ်ပုံတွေထဲမှာနေရက်ကိုလေဝေးလို့မဖော်ပြဘဲနဲ့တောင်ကြီးမြို့ဆက်ဆံထွန်းရက်ကွက်လို့ဖော်ပြခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်အခုလိုမျိုးတောင်ကြီးမြို့နယ်လောက်ဝကရုံးမှာစစ်မှုထမ်းရန်ဖမ်းဆီးလာတဲ့လူငယ်များကိုစစ်တပ်ကမှတ်ပုံတွေအတုပြုတ်လုပေးခဲ့တယ်လို့ပြောပါရယ်အခုလိုမှတ်ပုံတွေအတုပြုတ်လုရမှာစစ်တပ်ကခိုင်းတဲ့အတိုင်းမပြောတဲ့လူငယ်များကို အခန်းထဲမှာထည့်ပြီးတော့ရိုက်နှက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှတ်ပုံတင်အတူများရောက်ရှိပြီးတဲ့နောက်ကျိုင်းတုံမြို့စစ်တင်တန်းကျောင်းကိုစစ်ကားတွေနဲ့ပို့ဆောင်ပေးခဲ့တယ်လို့ပြောပါတယ်။ကျိုင်းတုံတင်တန်းကျောင်းမှာတလနေထိုင်ခဲ့ရတယ်။မိသားစုကကျောင်းထောက်ခန်းစားမူလမှတ်ပုံတင်တို့အပါအဝင်စာရွက်စာတမ်းအပြည့်စုံနဲ့လိုက်ခေါ်လို့ပြန်ပြီးလွတ်မြောက်လာတော့ပါ။ဂျန်တဲ့သူတွေကတော့အတရားတမှဖမ်းဆီးခံရပြီးစစ်တင်တန်းတက်နေရဆဲပဲလို့ပြောပါတယ်။အသက်မပြည့်သေးတဲ့သူတွေ၊ကျမ်းမာရေးမကောင်းတဲ့သူတွေအများကြီးရှိနေသေးတယ်လို့သိရတယ်လို့လွတ်မြောက်လာတဲ့ကျောင်းသားရဲ့မိတ်ဆွေတို့ကရှင်းပြထားပါတယ်။ မော်ဝေဖြိုးရဲ့မိသားစုကကျောင်းအောင်ကြီးရဲ့အထောက်အထားအပြည့်စုံလေဝင်းမြို့နယ်ကတပ်ဆန်ရာရဲ့အထောက်အထားအပြည့်စုံနဲ့အသက်18နှစ်သားရှိသေးကြောင်းပြသကမိသားစုကလိုက်လံထုတ်ယူခဲ့တဲ့အတွက်ကြောင့်မော်ဝေဖြိုးဟာပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အရှိတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တန်းဖြူစီရအခြေစားအမှတ်၄တန်းမြင့်စစ်တန်တန်းကျောင်းကနေစစ်တန်တန်းတက်ဖို့အတွက်ငင်းဆန်ခဲ့တဲ့လူငယ်၅ယောက်ကိုထိတ်တုံးခတ်ပြီးတော့စစ်တန်တန်းရောက်အောင်တက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူမှုကွန်ရက်ဆာမျက်နှာမှာအော်တိုဘာလ22ရက်နေ့ကစစ်မှုထမ်းတပ်သားတဲ့များနေထိုင်ရာဘားရိုက်အတွင်းမှာလူငယ်၅ယောက်ကိုထိတ်တုံးခတ်ထားပြီးတော့ကျန်တဲ့လူငယ်တွေကစောင့်ကြည့်နေတဲ့ဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့လာရာအဲ့ဒီတီနေရာမှာတန်းဖြူစီရအခြေစိုက်တကကလေးစစ်တန်တန်းကျောင်းဖြစ်တယ်လို့မြို့ကန်တယောက်ကပြောပါရယ်။ ပေါ်တာဆွဲလာတဲ့ကလေးတွေကိုတက်ကကလေးကပြေးမှဆိုးလို့ထိတ်တုံးခတ်ထားပြီးတော့တင်တန်းမရရအောင်တက်ခိုင်းတာပါအဲ့ဒါတက်ကလူတယောက်ကရိုက်ပြီးတင်လိုက်တယ်ကနဦးတင်တဲ့သူကဖြတ်သွားပြီအဲ့ဒီဗီဒီယိုဖိုင်ကပြန့်သွားတာပါဖြစ်စဉ်22ရက်နေ့ကဖြစ်တာအပတ်စဉ်17ရက်အတွက်တခြားနေရာကနေဖမ်းလာတဲ့ကလေးတွေပါလို့ပြောပြထားပါရတယ် စစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွာရှေးတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံစစ်တင်တန်း၄ချောင်းကအော်တိုဘာလ၁၈ရက်နေ့ကနေ၂၁ရက်နေ့အတွင်းလူသက်စုဆောင်ကတင်တန်းချောင်းတွေကိုပို့ခဲ့တာလို့အုတ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းအရေးမြစ်ကပြောပါရယ်ရတာခကမွန်နဲ့ကရင်ကိုတောင်းဝန်ယူထားတာတင်တန်းချောင်း၄ချောင်းရှိတယ်အခုတွေ့ရတဲ့ဗီဒီယိုကိုတက်ကက၄မှာဖြစ်သွားတာပါ၂၁ရက်နေ့မှာတင်တန်းစားဖွင့်တာဆိုတော့ဖြစ်စဉ်က၁၉နဲ့၂၀လောက်မှာဖြစ်သွားတာဖြစ်မယ်လို့ပြောပြထားပါရယ်စစ်မှုထမ်းကိုအကြောင်းပြပြီးတော့စစ်ခွေးတပ်အနေနဲ့မြန်မာနိုင်ငံတော်မှာလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီးတော့လူစားထိုးပြန်လဲရောင်းစားတာတွေရှိပေမဲ့ ဒီကနေ့အထိဝင်းမခံပဲနဲ့ဖိပိတ်ညင်းဆူထားဆဲဖြစ်ပါတယ်1027စစ်စင်ရေးမှာအထိနာခဲ့တဲ့စိတ်ကောင်းဆောင်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာလူတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ်စစ်မှုတန်းဥပဒေကိုအသက်သွင်းပြီးတော့နိုင်ငံတော်ကလူငယ်တွေကိုနှီးမျိုးစုံနဲ့ခေါ်ယူပြီးမတ်လ28ရက်နေ့မှာစစ်မှုတန်းအပတ်စဉ်တစ်ကိုစတင်ခဲ့တာပါစစ်မှုတန်းဥပဒေနဲ့ပတ်သက်ပြီးတော့ကန့်ကွက်တဲ့သူတွေရှိပေမဲ့ထိရောက်မှုနည်းတာကြောင့်အခုဆိုရင်စစ်မှုတန်းအပတ်စဉ်16အတွက်တင်တန်းကျောင်း24ကျောင်းမှာစစ်ကောင်စီကတင်တန်းပေးဖို့လူသစ်တွေကို စုဆောင်နေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ